မင်္ဂလာပါအားလုံးကိုဆင်းရဲပြကြမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါရယ်။ဘုန်းကြီးဒီနေ့မှာတော့ကိုကိုကိုမိနေတော့အခါဆိုတဲ့ကောင်းစင်နဲ့ပြောပါမယ်။လူတွေဟာအလုပ်တွေလုပ်နေကြရင်လည်းတခြားအရာတွေကိုစဉ်းစားနေကြတယ်။တခြားလူတွေအကြောင်းကိုပြောနေကြတယ်။ပြီးတော့အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲသူတို့တွေမကြည်မနှက်တွေဖြစ်ကြတယ်။ အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲခံစားကြတယ်အဖြစ်တွေတင်ကြတယ်အဲ့ဒီလိုနေနေတာကိုပဲသူကတဘာဝလို့ထင်တယ်ပြီးတော့အရာဝတ္ထုတွေကိုတွေ့တာထားတယ်လူပုဂ္ဂိုလ်တွေကိုတွေ့တာထားတယ်အဲ့ဒီလိုတွေ့တာနေတာကိုပဲသူကသူ့ဘဝလို့ခံယူထားတယ်အဲ့ဒီတွေ့တာမှုတွေအဲ့လိုကံ့ညိမှုတွေကြောင့်သူ့မှာမလွတ်မလပ်တဲ့နှလုံးသား လွတ်မလပ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကိုသူတတိမထားမိဘူးသူကသူမေ့အမှန်တော့ဒီနှလုံးသားကအနာဘိကိုလိုအပ်တယ်ဒီနှလုံးသားကစင်ကြယ်နေဖို့လိုအပ်တယ်ဒီနှလုံးသားကလွတ်လပ်တဲ့နှလုံးသားဖြစ်နေဖို့အမိခိုကင်းတဲ့နှလုံးသားဖြစ်နေဖို့လိုအပ်တယ်အမိခိုကင်းတဲ့နှလုံးသားနဲ့ဒါလည်းအမိခိုကင်းတဲ့ဘဝကိုရမှာလွတ်လပ်တဲ့နှလုံးသားနဲ့ဒါလည်းလွတ်လပ်တဲ့ဘဝကိုရမှာအမှန်တကယ်တော့ပြေတာမှုတွေအများကြီးနဲ့နေနေတဲ့သူတွေဟာ မလွတ်လပ်ကြအောင်တို့ပြောစရာရှိရင်ပြောလိုက်ဝမ်းနေစရာရှိရင်ဝမ်းနေလိုက်စိတ်ဆိုးစရာရှိရင်စိတ်ဆိုးလိုက်နဲ့ဒါကပဲတဘာဝဆိုပြီးဒီအတိုင်းဆက်သွားနေကြအမှန်တော့နေတိုင်းလောင်နေတာအချိန်တိုင်းလောင်နေတာလောင်ကျွမ်းပြီးသူ့မှာအနာယူပါတယ်လို့ကမရှိဘူးဒါပေမဲ့သူကတော့သူ့ကိုယ်သူအဆင်ပြေတယ်လို့ထင်တယ်အမှန်တကယ်တော့အဲ့ဒါကိုအဆင်ပြေတယ်လို့ခေါ်တာမဟုတ်ဘူးသူကောင်းတွေသွားတဲ့လမ်းစဉ်မှာဒီနှလုံးသားကိုအတွေ့အထားတွေတန်ရောစဉ်တွေရှင်းနေအောင် ထားဖို့အဓိကထားကြကိုယ်နှလုံးသားကိုကိုပြန်ကြည့်ကြနှလုံးသားမှာဘာတွေနဲ့ရှုပ်ချက်ခံနေလဲဘာတွေနဲ့လောင်ကျွမ်းနေတာလဲဒါကြောင့်လောင်ကျွမ်းနေတာလဲအကြောင်းလေးကိုကြည့်တယ်ပြီးရင်အဲ့ဒီအကြောင်းလေးကိုဖယ်ပြစ်တယ်ဖယ်ပြစ်တဲ့အခါကျတော့လွတ်လပ်တဲ့နှလုံးသားကိုပြန်ရတယ်အမိကိုကင်းတဲ့နှလုံးသားကိုပြန်ရတယ်လူတယောက်ကိုအမိကိုထားတဲ့ဆိုတဲ့အရာကိုကိုဘာသာကိုစဉ်းစားကြည့်ရင်တွေ့ကြလိမ့်မယ်သူမရှိရင်လည်းမရဘူးသူရှိမှအလုပ်လုပ်တတ်တယ် ူရှိမှပဲပြောတယ်အဲ့တော့ကိုကကိုဘဝကိုကိုမပိုင်တော့ဘူးကိုရဲ့ဖြစ်တည်မှုကိုရဲ့ရည်တည်မှုကပြောက်သူတစ်ပါးနဲ့ဆက်ဆက်မှုဖြစ်အမှန်ကဘသူနဲ့မှဆက်ဆက်မှုမရှိပဲနဲ့ကိုတယောက်တည်းလည်းပြည့်စုံနေရမှာကိုတယောက်တည်းလည်းပဲဘလို့ပဲဖြစ်ဖြစ်အဆင်ပြေနေရမယ်အဲ့တခြားသူတယောက်တခြားအရာဝတ္ထုတစ်ခုပေါ်မှာပြီးကုန်နေရတဲ့စိတ်မရှိအောင်ကြိုးစားအမိကိုခင်တဲ့စိတ်အရန်တန်ဖို့ရှိတယ် စင်ကြဲတဲ့စိတ်အရန်တန်ဖို့ရှိတယ်။ဒါတွေဟာသူတော်ကောင်းတွေကြင့်ကြံသွားတော်နေလမ်းပဲ။သူတော်ကောင်းတွေကအဲ့ဒီလိုနှလုံးသားကိုရဖို့အတွက်ကြိုးစားကြတယ်နေထိုင်ကြတယ်။ဒါကြောင့်မလို့ရှုပ်ထွေးကြံလာပြီးဆိုရင်ဒါချောင်းရှုပ်ထွေးတာလည်းကြီးလိုက်တာ။ဒါတစုံတယောက်ကြောင့်ပဲ။ဒါတစုံတရားကြောင့်ပဲ။တစုံတယောက်ကိုတွေ့တာနေလို့ပဲ။တစုံတယောက်နဲ့ညှိကန်နေလို့ပဲ။တစုံတရားကိုညှိကန်နေလို့ပဲလို့သွားတွေ့တယ်။ ဲ့လိုပူလောင်မှုဖြစ်တဲ့အချိန်မှာအကြောင်းလဲသွားတွေ့ရောကိုညစ်ကပ်နေတဲ့သူကိုပြန်ကြည့်လိုက်တယ်ဖြစ်နေတဲ့အနေအထားကိုဆင်ခြင်ကြည့်လိုက်တယ်ကိုကတာမိခုံနေတာလား तू ကကိုမိခုံနေတာလားကိုကလိုအပ်တာလား तू ကလိုအပ်တာလားဒီလိုသွားပြီးစဉ်းစားခြင်းသိလိမ့်မယ်ကိုကကြည့်ပဲလိုအပ်နေတယ်ဆိုရင်ကိုသည်ကိုရဲ့ရည်တည်မှုပြောင်းနေပြီအဲ့ဒါကိုရဲ့နှလုံးသားကလည်းမလွတ်လပ်တဲ့နှလုံးသားဖြစ်နေပြီဒါကြောင့်လောင်းနေတာ ဲ့တော့ကိုဘသာကိုကိုလိုအပ်မှုမရှိဘဲနဲ့နေနိုင်အောင်ကြင့်ယူရမယ်စ조사ယူရမယ်လိုအပ်မှုမရှိဘဲနဲ့နေတဲ့သူကကြောက်ကြမဲ့နေရတယ်အေးချမ်းစွာနေရတယ်ပြောချင်လဲပြောလို့ရတယ်အေးချင်လဲအေးလို့ရတယ်အဲ့တော့ဒီနှလုံးသားကိုအနာပေးဖို့လိုတယ်ဒီနှလုံးသားကိုတန့်ဆိုင်ပေးဖို့လိုတယ်ဒီနှလုံးသားကိုအတွေ့အတာကင်းအောင်စောင့်ရှောက်ဖို့လိုတယ်ဒီခါကျရင်ကိုကိုကိုပြန်တွေ့လိမ့်မယ်ဒါတော့ ကိုကိုကိုမေ့မနေပါနဲ့မလိုအပ်သောအရာတွေကိုနှလုံးသားထဲအကုန်ပြည့်ထည်ထားပြီးတော့အလောင်းမခံပါနဲ့တကယ်ကိုလိုအပ်မယ်အရေးအကြီးဆုံးကိုလိုအပ်တဲ့အရာဆိုတော့နည်းနည်းလေးပဲရှိလိမ့်မယ်အဲ့ဒီနည်းနည်းလေးနဲ့ပြည့်စုံအောင်နေပါလွတ်လပ်တဲ့နှလုံးသားကိုပိုင်ဆိုင်ပြီးတော့အေးအောင်ကြိုးစားပါတရားနာသူအပေါင်းသူတော်အကောင့်တို့ကိုစနစ်ပြချမ်းမှာချမ်းသာကြ၍ လွတ်လပ်သောနှလုံးသားဖြင့်အမိကိုကင်းသောနှလုံးသားဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။